အခုမြင်နေရတဲ့ဗီဒီယိုတွေကတစ်ခွဲဆက်ကတော့တစ်ခွဲသမားကြီးတွေအတွက်အရန်ကိုအသုံးဝင်ပါတယ်။ဒါကိုပြုလုပ်ခဲ့တဲ့စိတ်ကူးအကြံဉာဏ်နဲ့ဒီဇိုင်းဝင်တော့မချီးကျူးဝဲနဲ့မနေနိုင်ပါဘူး။ဒီဆက်ကိုတော့ Gone Lost Peter လို့ခေါ်ပါတယ်။ဒီဆက်ကလေးကတံမှန်တစ်ခွဲဆက်တွေထက်ကိုအများကြီးပိုပြီးတော့တင်းငယ်ပြီးတော့ဝက်ဥပုံစံမျိုးလေးပဲရှိပါတယ်။ဆက်တဲသေးလေးဆိုပြီးတော့အထင်တော့မသေးလိုက်ပါနဲ့။ဒါဟာတစ်သားကြီးတွေကိုအချိန်တုံးတွင်းမှာလွယ်လွယ်ကူကူမြဲမြဲဆန်းဆန်းနဲ့ပဲခွဲပစ်လိုက်နိုင်ပါတယ်။ သူ့ရဲ့ထူးခြားတဲ့ပုံစံဖြစ်တဲ့ထိပ်ပိုင်းအချွန်နဲ့ဂျားမာရှိတဲ့ဆက်သွားတွေဟာတက်သားတွေကိုခွဲတဲ့နေရာမှာအရန်ကိုအမြန်ဆန်စီပါတယ်။ဝဲဟူဆက်ခရူရဲ့သဘောတရားကိုအခြေခံထားတဲ့အတွက်ဝဲဟူဆက်ခရူရဲ့အလုံးလုံးပုံနဲ့လည်းဆင်တူပါတယ်။ဝဲဟူဆက်ခရူဟာအပေါ်ကနေဖီယာဘေဘီလဲဝင်တယ်လို့ဒီဆက်မှာလည်းအောက်ကနေဖီယာဘေဘီလဲနေတော့တက်သားတွေကိုမြန်မြန်ဆန်ဆန်ပဲထိုးခွဲနိုင်တာပေါ့။နှစ်ဆယ်အစုနောက်ပိုင်းမှာဒီဆက်တွေကိုအတုံးအယံများလာတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်ရိုးရှင်းတဲ့ဝဲဟူလေသဘောတရားကနေစင်ကင်ပြောင်းလဲလာတယ်ဆိုပေမဲ့ ခင်မီနေပညာနဲ့ပေါင်းစပ်ထားလိုက်တော့လူတိုင်းအကြိုက်အသေးစွဲဆက်လေးဖြစ်နေတော့ပါဘော။